ပရိသတ်များအားလုံးကိုကျမတို့ရဲ့ New Audio ပုံချန်နယ်လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူဟန်ဆိုင်စီမံရေးသားထားတဲ့ရဲ့ရော်ကျွေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနာ Notification လောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။ตายาเปียวชวนเนี่ยงารู้บวบเลยเด้ မင်းကဘာလို့ဝင်လာရတာလဲ။နေဝင်လာတဲ့နေ့ကစပြီးငါတို့မိသားစုလေးဒုက္ခပင်လဲဝေခဲ့ရတယ်။နေသားငါတို့မိသားစုဘဝလေးတဲ့ဝေမလာခဲ့ရင်ငါဘဝကြီးကပျော်စရာတွေကြည့်ပဲ။ဘာလို့ဒီလောက်ထိနေရဆက်ခဲ့ရတာလဲ။ဝေကျွေးရှိရင်ဒီဘဝနဲ့တင်ကြေပါစေလို့ငါဆုတောင်းပါတယ်။ငါနာမည်ကဘာသူငါမိမနာမည်ကလှရွှေငါတို့သားလေးနာမည်ကလှထူးတဲ့။ငါတို့မိသားစုကကြောက်စဲမျိုးနဲ့မောင်းတောင်ကုန်းရွာမှာနေတယ်။ ငါတို့လင်မယားကဒီရွာစာတိပဲ။ငါမှာအဖေရောအမေရောမရှိတော့။ငါမိမမှာတော့အမေရှိသေးတယ်။ငါကငါရောက်ခမကိုအမေလို့ခေါ်တယ်။တဏီမိုးထရန်ကတုံကန်တွဲအိမ်လေးမှာငါတို့မိသားစု၄ယောက်နေကြတယ်။ငါနဲ့ငါမိမတောင်ရလောက်ကြတယ်။အမေကတော့အိမ်လုံငန်းလုပ်ရင်၄နှစ်အရွယ်သူမီးကိုထိန်းရတာပေါ့။ငါတို့မိသားစုမှာအိမ်နဲ့ဝိုင်းအဖြစ်လက်လေးကနွားတက်ရှင်းလက်တစည်းနဲ့ဆိုင်ကယ်တစည်းပိုင်ဆိုင်ကြတယ်။ ငါတို့မိသားစုဘဝလေးကတိတ်ကိုရိုးရှင်းပါတယ်။မနက်ခင်းရွာဦးဖုန်ကြီးကျောင်းက၄နာရီတုံးခေါက်တာနဲ့ငါမိမအိယာအရင်ထပြီးချက်ပြုတ်တယ်။ငါမိမအိယာထပြီးတိတ်မကြခင်ငါလဲထတယ်။ငါနှကောင်းကိုအစာကျွေးဝိုင်းနဲ့တပြက်စီးလဲတယ်။မနက်၅နာရီထိုးတဲ့အခါအမေနဲ့ငါသားလေးပါထားကြတယ်။ဖះဆွန်တော်ကဖះတူရှိခိုးရင်ငါတို့မိသားစုတွေကုသိုလ်ယူကြတယ်။ဖះရှိခိုးပြီးတော့ငါတို့လေးယောက်မနက်စာအတူစားကြတယ်။ မနက်စာစားပြီးတာနဲ့ငါနဲ့ငါမိန်းမကငါတို့ရွာနဲ့နည်းနည်းဝေးတဲ့တောထဲကိုတောင်ရလုပ်ငန်းတွေလုပ်ဖို့လဲကောက်ပြီးသွားကြတယ်။နေ့လယ်စာထမင်းထုတ်ပါတခါလေးယူလာတယ်။အမေကအသက်60ပြည့်ပြီလေ။တနာ ਈ လောက်လမ်းလျှောက်မှရောက်တဲ့ငါတို့တောထဲထိ နေ့လယ်စာလာမပို့နိုင်ဘူး။တောထဲမှာဇဘာငရုတ်အပြည့်ဘူးသီးတခွားသီးကျဲရင်ငါသည်နဲ့အသီးရွက်အစုံစိုက်ထားတယ်။ဟင်းချက်ဖို့အတွက်မပူရတဲ့အပြင်ဟင်းသီးဟင်းရက်တွေကိုရောင်းရလို့ အပေါ်ဝင်ွေတိုးတယ်။ငါနဲ့ငါမိမကပတ်စံစုနေကြတာ။ငါတို့လင်မယားနှစ်ယောက်ကစာအုပ်ရေးတက်ဖတ်တက်ယုံမဲ့တက်ပေမဲ့ငါတို့သားလေးကိုဘွဲရပညာတက်ကြီးဖြစ်တဲ့အထိကြောင်းထားဖို့ဆုံးဖြတ်ထားတယ်။နောက်ပြီးငါတို့သားလေးငါနှစ်ပြည့်တဲ့အခါဝတ်သားကျော်နဲ့အလူကြီးပေးခြင်းလို့ပါ။ငါတို့သားလေးကိုရှင်သာမဏေအဖြစ်နဲ့မြင်ကျင်းလာပြီ။ငါတို့လက်ထဲမှာလည်းပတ်စံတွေတော်တော်လေးစုမိနေပါပြီ။ငါတို့သားလေးအသက်၅နှစ်ပြည့်အောင်စောင့်နေတာ။ တောထဲမှာလေပောင်းနှုတ်စရာရှိတာနှုတ်ရေလောင်းစရာရှိတဲ့အပင်ရေလောင်းကုံစိမ့်လာဝဲတဲ့သူတွေကိုဟင်းသီးဟင်းရွက်ခူးပေးတာနဲ့မနက်တပိုင်းကကုံသွားတယ်။မွန်းတဲတာနဲ့ငါနဲ့ငါမိန်းမထမင်းလက်ဆောင်စားကြတယ်။ထမင်းစားပြီးတာနဲ့တရွက်တဲတဲ့တရေတမောဝင်အိတ်ကြတယ်။ငါရဲ့ချွေးနှံကငါမိန်းမအတွက်ကဘာကျော်ရေမွေးဖြစ်ပြီးချွေးစည်းတွေကြောင့်တနက်ခါးတွေပြက်ပြဲစားပြုတ်နေတဲ့ငါမိန်းမရဲ့ပားပြေနှစ်ဘက်ကငါအတွက်စပယ်ပန်းမွင့်နေပဲ။ အိယာနိုးလာတဲ့ချိန်နေပူချိန်ကနည်းနည်းကြာနေပြီအိယာတရေနိုးတာနဲ့ပေါင်းပေါက်စရာရှိတဲ့မြေကိုပေါင်းပေါက်နွားစာအတွက်မျက်ရည်ရွာတွေကအကုံဆုံးဆိုင်မှာတင်ရောက်မှုခူးစရာရှိတဲ့အသီးရွက်တွေကိုခူးနဲ့တဏီကုံလို့ကုတ်သွားမှမသိဘူးနေဝေကန်နီးတဲ့ကလှဲကောက်ပြီးငါတို့အိမ်ကိုပြန်လာကြတယ်အိမ်အဝင်ဝါရောက်တာနဲ့ငါတို့သားလေးကဖေကြီးမေကြီးလို့អော်ပြီးပြေးလာတယ်ငါတို့လင်မယားနှစ်ယောက်အတွက်အမောပြေလေးပေါ့ လက်ရနွားကိုဖြုတ်ပြီးငါသားလေးနဲ့ငါဘောလုံးကန်တိုင်းကစားတယ်။ငါမိန်းမကတော့တော့အပြန်လာတာနဲ့ရေချိုးတာပဲ။ငါမိန်းမရေချိုးပြီးသားလေးကိုလာခေါ်တယ်။သူတို့သားမိတူတူပုံနဲ့ကစားနေတဲ့ချင်းငါရေချိုးတယ်။ငါရေချိုးပြီးတာနဲ့အမေပြင်ပေးထားတဲ့ထမင်းဝိုင်းမှာထမင်းအတူစားကြတယ်။ထမင်းစားပြီးတော့တီဗီရလာတဲ့ကိုရီးယားကကြည့်ကြတယ်။ဘက်ထရီအိုးနဲ့ချိန်ပြီးကြည့်ရတာမို့တိတ်ပြီးကြာကြာကြည့်လို့မရဘူး။ ဇကားတကားလောက်ကြည်ပြီးတာနဲ့ငါတို့မိသားစုဖျားရှိကိုပြီးအိမ်ရောက်ဝင်ကြတယ်။အခုတလောငါမိမကတရှောင်ရှောင်ဖြစ်လာတယ်။ဘိုက်ကမကြမကြအောင်လာတယ်။ကုန်းစုံဆိုင်ကဆက်စည်းတွေဝဲတောက်နေတော့ခနာတော့တက်တာသွားပြီးစေးမတောက်တာနဲ့ပြန်ပြီးအောင်လာပဲ။ထမင်းလဲတိတ်ပြီးမစားနိုင်တော့ဘူး။ယောက်ျားကျုပ်ပိုက်တဲ့တခုခုရှိနေတယ်လို့ပဲတော့ရင်းနေလဲပူနေတယ်။မတက်တာတဲ့အစုံငါတို့ရွာနဲ့300ကျော်ကစေးကန်းကိုသွားပြတယ်။ ငါရောငါမိမရောကဈေးုံဈေးကန်းဆိုတိတ်ကြောက်တာဆရာဝန်ကပြောတယ်ငါမိမအစာအိမ်ရောက်နေတာတဲ့အပူအဆက်လက်ဖက်နဲ့အစာမာတွေမစားရဘူးတဲ့နောက်နေ့ဈေးထလာထိုးဖို့ပြောတယ်ဆရာဝန်စီ၃ရက်လောက်သွားပြီးငါမိမယောဂါကတတ်တာလာတယ်အစာတွေလည်းစားလာတယ်ငါဖြစ်ပြောလိုက်ရတာဒါပေမဲ့သိပ်ပြီးမကြောက်ငါမိမအရင်လိုတလျှောက်လျှောက်ပြန်ဖြစ်လာတယ်ဘာစားစားနည်းနည်းလေးစားပြီးဖိုက်ပြေးပြီလို့ပြောတယ် ငါမိမကိုကြည့်ရတာဖြူပြော့နေတာပဲအသားတွေလည်းဝါလာတယ်ငါစိတ်ဆင်းရဲလိုက်တာငါတို့ပြနေကြဆရာဝန်စီပြန်သွားပြတော့ကြောက်စင်မျိုးပေါ်ကိုတတ်မှန်သွားရိုက်ခိုင်းတယ်တတ်မှန်ရိုက်ဖို့စောင့်နေတဲ့လူတွေကအများကြီးပဲမင်းတယောက်တည်းယောဂါဖြစ်နေတာမဟုတ်ပါဘူးကွာကြည်စမ်းလူတွေကိုအများကြီးပဲလို့ငါမိမကိုအပိစကားဆိုအပ်သေးတယ်တမန်စာရွက်နဲ့သွေးဖြေစာရွက်ကိုဆရာဝန်ကိုပြန်ပြတော့ဆရာဝန်ရဲ့မျက်နှာကတစ်ချက်ပြတ်သွားတယ် ငါ့ကို꿰ရခေါ်ပြီးတိုးတိုးစကားဆိုတယ်။ငါမိမယောဂါကစေယုံတက်ဖို့လိုတယ်တဲ့။တွေးတွင်းဖို့လည်းလိုတယ်တဲ့။နောက်ငါမိမမှာဖြစ်နေတဲ့ယောဂါနာမည်ကိုပြောပြရင်စေယုံမြန်မြန်တက်ပါတဲ့။ဒီလိုနဲ့ကြောက်စယ်မျိုးနဲ့စေယုံကြီးကိုရောက်ခဲ့ရတယ်။ရီစရာတစ်ခုပြောပြရအောင်မယ်။ငါတို့လင်မင်ကတောသူတောင်သားတွေလေ။စေယုံရောက်ခါစားအင်းကြီးအဖြူထမိတ်ခရမ်းရောင်ဝတ်ထားတဲ့မိမကြီးကိုဆရာဝန်မှတ်ပြီးကြောက်လိုက်ရတာနောက်မှသိရတာက အဲ့ဒီမိမကြီးကတန်ရှင်းရေးဝန်ထမ်းနဲ့လူနာဆောင်တွေကိုဟိန်းဟောက်နေတာများသူ့ကိုယ်ပိုင်ဆေးရုံကြီးကြနေရပဲဆေးရုံပေါ်ရောက်ရောက်ချင်းငါမိမကိုသွေးတွေဖောက်စစ်တယ်ဒါလောက်နောက်ကျမှလာရသလားဆိုပြီးဆရာဝန်ကြီးကငါ့ကိုဆူတယ်ငါမိမကတိမ်မတက်ကြောက်နေတာငါသိရပေါ့ငါမိမကိုတနာလိုက်တာဖြစ်နိုင်ရင် သူ့အစာငါပဲဖြစ်လိုက်ခြင်းနဲ့ငါမိမကိုတူနာပြုဆရာမကသွေးတွေလာသွင်းပေးတယ်ငါမိမကဘာစားစားပြန်အန်းနဲ့ အန်နဲ့တဲသွေးတွေပါပါလာတယ်။ငါမိမကိုခွဲစိတ်ရမယ်လို့ဆရာဝန်ကြီးကပြောတယ်။ငါမိမယောကခွဲစိတ်ရပြောက်ပါလားလို့မေးတော့ဆရာဝန်ကြီးကခေါင်းခါတယ်။တေချာပြောလို့မရသေးဘူးတဲ့။ခွဲစိတ်ပြီးအသားစားယူမယ်။တခြားအင်ကားတွေစီးပြန်မပြန့်ကြည့်ရအောင်မယ်တဲ့။ငါတို့ဈေးရုံကိုလာတာတိတ်နောက်ကြတယ်တဲ့။ငါမိမကအစားကတော့ခွဲစိတ်ဖို့ညင်းနေ။သူကြောက်နေတာငါသိတာပေါ့။ ဒါပေမဲ့မင်းနေကောင်းသွားမှငါတို့သားလေးကိုရှင်ပြုတ်ပေးလို့ရမှာနော်လို့ပြောတော့ငါမင်းမကြောက်ကြောက်လန့်လန့်နဲ့ပဲခွဲစိတ်ဖို့သဘောတူခဲ့တယ်။သားလေးဆိုလို့ငါသားလေးကိုတတိယလိုက်တာ။ရွာထဲမှာသူ့အပွားနဲ့နှစ်ယောက်တည်းထားခဲ့ရတာစိတ်ကိုမချအောင်။ငါသားကိုထိန်းရတဲ့ပြင်နွားနဲ့ကောင်ကိုအစာကျွေးရတာနဲ့အမေလည်းအလုံးရှုံနေမှာပဲ။ငါမင်းမလည်းသူ့သားကိုလွမ်းနေလို့တဖွာဖွာပြောနေတာ။ ငါမိမကိုခွဲစိတ်ပြီးသူ့ရဲ့ယောဂါကအမြင့်ပါမကြံပါသွားပါစေလို့ငါဆုတောင်းနေ။ခမားမိမရဲ့အစာရင်ကိစ္စဘိုက်ထဲမှာတော်တော်ပြတ်နေပြီ။အသည်းမှာရောပြတ်နေပြီ။အခုခွဲထုတ်လိုက်တာကအစာရင်ထဲကအကျိတ်ပဲ။သူ့ဝေဒနာခံစားရတာတတ်တာအောင်လို့ပါ။ကိစ္စဆေးတွေဆက်သွင်းမှုမန္တလေးဆေးရုံကြီးကိုထွက်သွားရမယ်။ကိစ္စဆေးတွေတွင်းပြီးတဲ့အခါတတ်တာလာမှာပါ။ငါဝမ်းနေလိုက်တာငါမိမကိုခွဲစိတ်ပြီးတာတော့အစာရင်ကိစ္စမပြောက်သေးဘူးတဲ့။ မန္တလေးဆေးရုံကြီးကိုသွားပြီးကင်စာဆေးတွေတွင်းရအောင်မဲတဲ့ကျောက်ဆယ်ဆေးရုံကဆင်းပြီးငါတို့ကြွားကိုပြန်လာကြတယ်အမေဆိုငါတို့ကိုတွေ့တော့ငိုလိုက်တာတားတော့ငါဝယ်လာတဲ့အယုတ်တွေနဲ့ကစားပြီးပျော်နေတယ်ငါအိမ်ထဲမှာရှိတဲ့မှန်နေအားလုံးကိုရိုက်ခွဲပြီးမြေမြုပ်ပြစ်လိုက်တာငါမိမအယိုးပေါ်အရေးတင်မဲရှိတော့တာသူ့ရုပ်ကိုသူ့မြင်ပြီးသူ့စိတ်ဓာတ်တွေကြာသွားမှာဆိုတဲ့တော်မညာပါနဲ့တော့ငါနဲ့ကောင်ကိုသွားပြီးရောင်းတာမလား ရေဝန်းစေးရနေငါပြန်လာလာချင်းငါမိမငါ့ကိုမေးတယ်။ငါဘာပြန်ပြောရမှန်းမသိဘူး။ကျောက်စီစင်းကိုတက်တုန်းကငါတို့သားလေးចောင်းထားဖို့နဲ့ရှင်ပြုတ်ပေးဖို့ဆူထားတဲ့ပတ်စံလေးကုံသွားတယ်။မန္တလေးကိုခင်းစားစေးတွေသွားသွင်းမှုပတ်စံမရှိတော့လို့ငါသိမ့်မြန်လို့ရတဲ့လုပ်ဖို့ကင်ဘက်ငညူနဲ့ငဏီကိုသွားရောက်ရတာ။ကျုပ်တွက်နဲ့တော်လေဒုက္ခများပါပြီတော့။ကျုပ်တော့မြန်မြန်သေးချင်တာပဲ။ကျုပ်ရောကမပြောက်ဘူးဆိုတာကျုပ်သိတယ်။ငွေဆိုတာလူအားလောက်တာပါမိမယား။ မင်းအသက်လောက်ဘယ်အရာအရေးကြီးမှမို့လဲဆေးသွင်းပြီးရင်မင်းရဲ့ရောဂါပျောက်မယ်လို့ဆရာဝန်ကမှားလိုက်တယ်လေမန္တလေးဆေးရုံကြီးကိုငါတို့လင်မယားနှစ်ယောက်မျက်စိတငယ်နာတငယ်နဲ့ရောက်ခဲ့ကြတယ်ကင်းစားဌာနမှာဆေးမသွင်းခင်ငါမိမစီကသွေးတွေဖောက်ကြတယ်ဘာလို့သွေးတွေခဏခဏဖောက်စေကြတာလဲကျောက်ဆယ်ဆေးရုံမှာလည်းခဏခဏဖောက်စေထားတာ哦ငါမိမကိုငါမကြည့်ရတော့ဘာမှမစားနိုင်လို့ပိန်ကက်နေပြီ အာမရှိတော့တဲ့သူ့စီကသွေးတွေကိုခဏခဏမဖောက်ယူစေခြင်း။ကင်စာဆေးမသွင်းခင်သွေးရနေနေလို့တဲ့။သွေးငါပလင်းအရင်သွင်းတယ်။လူရောက်တောင်မပေါ်တော့တဲ့ငါမိန်းမကိုကြည့်ပြီးငါမငိုဘဲနဲ့ငါပါမှာမျက်ရည်တွေစီးကြလာတယ်။ငါမိန်းမမြင်မှဆိုလို့ဩရန်နာဘက်ပြေးထွက်ပြီးတဲအီးရှိုင်းငိုရတယ်။ကင်စာဆေးတွေသွင်းရင်ငါမိန်းမဝမ်းနေလျှော်တယ်။ငါမိန်းမအသက်ကိုခက်ခက်ခဲခဲရှူနေရတယ်။ ဆရာဝန်နဲ့တူနာပြုတီငါမိမနာဝိုင်းအောင်ကုန်နဲ့ငါ့ကိုလဲဆေးတွေသွားဝယ်ခိုင်းနေငါမိမနာဘဲမမသွားခြင်းမိမဲ့အမြန်ပြေးပြီးဝယ်ပေးရတယ်ကင်းစားဆေးတွေသွေးရင်ဝင်းလျှော့တတ်တယ်ဆရာဝန်မကြီးကငါ့ကိုစိတ်မပူဖို့ပြောတယ်ကျောက်စီကဆရာဝန်မကြီးပြောတော့ကင်းစားဆေးတွေသွင်းပြီးရင်တတ်တာမာတဲ့ငါမိမကင်းစားဆေးတွေသွင်းပြီးမှ တနေ့တည်းတနေ့ပူပူပြီးအားနည်းလာတယ်လို့ပဲစားထားတာတွေအကုန်လုံးပြန်အမ်းတယ် စားထားတာလေးလို့သာပြောတာဘာကြွေးကြွေးမစားခြင်းဦးစေးတော့ရအောင်မှာဆိုပြီးမနှဲဦးချော်မော်ပြီးကြွေးရတယ်မန္တလေးစေးရုံကြီးမှာတလာနေပြီးစင်ခွင်ရတယ်ငါမိမလည်းပိန်တဲ့ထက်ပိုပိန်သွားတယ်နောက်တလာနေရင်စေးတခါလာသွင်းရမယ်တဲ့ပေးလိုက်တဲ့စေးတွေကိုမှန်မှန်တောက်ဖို့မှာလိုက်တယ်စေးရုံစင်ခွင်ရတော့ငါနဲ့ငါမိမတိတ်ပြီးပြောကြတယ်ငါတို့သားလေးနဲ့ခွဲနေရတာတလာပြေပြီသားလေးကိုအရန်တွေ့ကျင်တာပဲ ဆေးရုံအထွက်ကဆေးဆိုင်မှာငါမိမက အကြိုက်ခဲပြောက်စင်းနဲ့ဘာမီတွန်ဝင်ဝဲသေးတယ်။ဘာလို့ဝဲတာလဲလို့ငါကမေးတော့သူ့ဘိုက်တီအရန်နာလာရင်တောက်ဖို့တဲ့။သူ့အိမ်မပြောတဲ့ခါတောက်ဖို့တဲ့။ဆရာဝန်မကြီးကဆေးတွေပေးလိုက်တယ်လေလို့ငါစောတဲ့ကမတက်ခဲ့ပါဘူး။ငါမိမကြိုက်တာလို့ပါစေ။ဒီချိန်မှာသူ့စိတ်ချမ်းသာဖို့ကငါအတွက်အရေးကြီးဆုံးပဲ။အိမ်ကိုပြန်ရောက်တော့အမေကသူ့သမီးကိုဖတ်ပြီးငိုတယ်။သူတို့နှစ်ယောက်ငိုတော့ငါရောသားလေးပါမျက်ရည်ကြတယ်။ ရွာထဲကလူတချို့လဲငါမိမဆေးရုံကဆင်းလာတယ်ကြားလို့လူမမလာမေးကြတယ်။အခုတလောငါမိမကထူထူထောင်ထောင်ပြန်ဖြစ်လာတယ်။ထမင်းနေလဲစားတယ်။သူ့သားလေးနဲ့အတူပြန်နေရလို့စိတ်ချမ်းသာလာတာနေမှာပြုံးပြုံးရွှင်ရွှင်ပဲ။ငါကတော့နည်းနည်းအလုံးရှုံနေတယ်။လေနဲ့ဤကရောင်းဖို့ဝယ်မဲ့လူနဲ့လိုက်ဆက်နေရတယ်။မရောင်းလို့မဖြစ်ဘူး။ငါမိမကိုနောက်တစ်ခါဆေးသွာသွင်းရအောင်မ။ဒီညထမင်းဝိုင်းမှာစိတ်ဆိုးစရာကြုံရသေးတယ်။ငါမိမပေါ့ နေမကောင်းသေးပဲထမင်းနဲ့ဟင်းနေအားလုံးသူတယောက်တည်းချက်ထားတာတဲ့ဘာလို့ချက်ခိုင်းတာလဲလို့အမေကငါအပြစ်တင်တော့ငါမိမကကျိုးလက်ရအောင်တော်တို့မစားရတာကြာပြီမို့လားကျုပ်ကအမေတားနေရဲနဲ့ချက်တာပါတော်လို့ပြောတယ်ပြောလို့ပြောတာမဟုတ်ဘူးငါမိမရဲ့ဟင်းချက်လက်ရအယံကောင်းတာငါလဲစားကောင်းကောင်းနဲ့စားပြစ်တာထမင်းသုံးပကံကုန်တယ်တားလျောအမေပါအရင်ညတွေထက်ထမင်းကိုပို့ပြီးစားကြတယ်ထမင်းစားပြီးတိတ်မကြဘူး ငါတို့မိသားစုအိမ်ရောင်ဝင်ခဲ့ကြတယ်။အိတ်ခန်နီးငါမိမငါပေါ့ခပ်ပွားပွားလာနန်းနေ။ငါလက်မောင်းကိုခေါင်းပြီးအိတ်တယ်။ငါလည်းငါမိမကိုငါရင်ခွင်ထဲမှာခက်တင်းတင်းဖက်ပြီးအိတ်ပျော်သွားတယ်။ငါမျက်နှာကိုနေအောင်လာထိုးမှလန့်နိုးလာတယ်။ဒီလိုနှစ်နှစ်ချိုက်ချိုက်မအိတ်ရတာအတော်ကြာသွားပြီပဲ။ငါနှာခေါင်းထဲသွေးညီနှံတွေတိုးဝင်လာတယ်။ဟင်ငါမိမစီရပါလား။ငါမိမပါးစပ်မှာသွေးတွေစီးကြနေတယ်။ ငါတို့အိယာပေါ်မှာသွေးတွေကမြင်မကောင်းငါမိမမျက်လုံးကပြူးကျယ်ပြီးဗစက်ကဟောင်းလောင်းဖြစ်နေတယ်။ငါမိမရဲ့နှလုံးခုန်သားကိုမကြားရတော့ဘူး။ငါမိမလက်ကိုသွေးခုန်နှုံးဆမ်းမလို့ကြည်လိုက်တော့သူ့လက်ထဲမှာစာရွက်လေးတစ်ရွက်ကိုကြည့်ကြည့်ပါအောင်စုပ်ကိုင်းထားတယ်။ငါမိမလက်ထဲကသွေးတွေစွန်းနေတဲ့စာရွက်ကိုယူပြီးဖတ်ကြည့်မိတယ်။ယောက်ျားကျုပ်ကိုခွင့်လွှတ်ပါတော့။တော်လို့ရှိမှဘာမှမဖြစ်တယ်လို့နေရပါမယ်။ကျုပ်ပိုက်တဲကကြော့တွေဝင်ကိုက်နေတဲ့အတိုင်းပဲ။ အချိန်တိုင်းနာကျင်နေတာပဲတော့တော်လို့ရှိမှဘာစားစားခဏနေအစာရင်ကလက်မခံပြန်အံ့ရတယ်ဝေဒနာတွေကိုအာတင်းခံပြီးတော်ရဲ့အမေရဲ့သားရဲ့ကိုကြုံမြင်နေရတာကျေနပ်ပါတယ်တော့ဒါပေမဲ့တော်ကကျုပ်တို့ပိုင်းနဲ့လေတွေကိုရောင်းဖို့ပြင်နေတယ်ဆိုကျုပ်တွန်းနဲ့သားလေးရှင်ပြုဖို့ဆုထားတဲ့ပတ်စံတွေကုန်ပြီးငညိုနဲ့ငဏီလဲသားတက်ရုံရောက်သွားပြီးအခုလေတွေပါရောင်းပြီးတော်တို့ဘာနဲ့သွားစားမလဲ။ ကျုပ်ရဲ့ရောဂါကုလို့မပြောက်ဘူးဆိုတာကျုပ်သိပါတယ်။ကျုပ်ကသေးလူပဲ။ကျုပ်ကြောင့်တော်တို့သားဖအချိန်မဲ့အနေမဲ့မဖြစ်စေချင်ဘူး။အကိုက်ခဲပြောက်စီတပူလုံးကျုပ်တော့လိုက်တယ်။ကျုပ်ဝေဒနာခံစားနေရတာကိုတော်တို့မြင်စိတ်ဆင်းရဲနေရမှာဆိုလို့တော်တို့စားမဲ့ထမင်းနဲ့ဟင်းနဲ့ဗာမီတုန်နေထည့်ထားတယ်။ကျုပ်ကိုခွင့်လို့ပါတော့အမေနဲ့သားလေးကိုလည်းတော်ဆောင်ရှောက်ပေးပါ။သားလေးကိုရှင်ပြုတ်ပေးပါ။အော်တော်နောင်မင်းမယူမဲဆိုလဲကျုပ်သဘောတူတယ်။ ကျုပ်ရဲ့သားလေးကိုမညိုညင်မဲ့သူကိုရွေးပြီးရှူပါတော့ကျုပ်တွေ့ထားတာတော့ရှိတယ်ခင်ဆိုင်ဆိုရင်မစိုးကျုပ်တို့နဲ့လည်းငယ်တငယ်ချင်းကျုပ်တို့သားကိုလည်းချစ်တယ်ခင်ဆိုင်ငယ်ငယ်တုန်းကတော့ကြိတ်ကြိုက်နေတာကျုပ်သိတယ်ဒါကြောင့်အခုထိ तू ကအပြိုကြီးဖြစ်နေတာဒါပဲတော့ကျုပ်တောက်ထားတဲ့ဆေးတွေအစွမ်းပြနေပြီထင်ပါရဲ့ကျုပ်ရဲ့ပိုက်တဲ့မိစားနဲ့ထိုးနေတယ်လို့ပဲဒီဘဝမှာတော့ရဲ့မိမဖြစ်ရတာကျုပ်ကျေနပ်တယ်နောက်ဘဝဆက်တိုင်းလဲ တော့ရဲ့မိမပဲဖြစ်ကျင်နေတော့ကိုကျုပ်တိတ်ချစ်တယ်။ငါရင်ထဲမှာဟာလာဟင်းလင်းဖြစ်သွားတယ်။ငါမိမကဘာလို့ဒီလိုလုပ်ရတာလဲ။ငါမှာလဲရရှိသေးတယ်။ဝိုင်းနဲ့အိမ်လဲရှိသေးတယ်။စိုက်ကယ်တစ်စီးလဲရှိသေးတယ်။ဒါရင်အလုံးရှောင်းပြီးငါမိမကိုကုပေးခြင်းသေးတယ်။ငါမိမသာအတန်ငွေငွေရှိနေပါစေ။ငါမှာရှိတဲ့ပတ်စံတွေကုန်သွားလဲ။ငါမိတ်ဆွေရဲ့စီးကပတ်စံချီးပြီးစက်ကုပေးမယ်။ကျုံခံပြီးဆက်ရဆက်ရပါ။ငါမိမကိုစက်ကုပေးခြင်းနဲ့ ငါမိမရဲ့ယောဂကုလို့မပြောက်တော့ဘူးဆိုတာငါသိသားပဲ။ဒါပေမဲ့ငါမိမအသက်ကိုအချိန်ကြာကြီးဆွဲဆန့်ကျင်သေးတယ်။ငါတို့သားဖာနာမှာငါမိမကိုရှိနေစေခြင်းနဲ့ငါမိမကိုဖက်ပြီးအားရပါရငါငိုတယ်။ငါမိမအသက်ရှိစဉ်ကသူ့ရှေ့မှာထိန်ချုပ်ခဲ့ရတဲ့မျက်ရည်တွေအတားအဆီးမဲ့စီးကြလာတယ်။စိတ်ချပါမိမရာငါနောက်မိမမယူပါဘူး။အမေနဲ့သားအောင်ကစောင့်ရှောက်ပါပါ။ငါတို့သားလေးကိုလည်းရှင်ပြုပေးမယ်။မင်းကိုလည်းတိတ်ချစ်တယ်။ ေပါလို့ဒီလိုလုံးဝတာလဲကွာ အမင်းနဲ့သားလေးရတော့နည်းနည်းကြိုက်ကြိုက်အိပ်ပျော်နေစေပဲသူတို့နိုးလာရင်ငါဘလို့ပြောရမယ်မသိသေးဘူးငါမိမအုံနန်းရှာရင်ငါမျက်ဝန်းကမျက်ရည်တွေစီးကျနေတယ်ပြိတ္တများရှင်ဇလန်းလေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်